မတတိပေးပါလားကျမတတ်နိုင်တော့ကျမအစမ်းကုန်ကျိုးသားပြီးဆောင်ရွက်ပေးပါမယ်ဒီဈေးလေးကမွှေ့ရတော့ဘူးဆိုတော့အသိလေးကိုစိတ်ထဲမှာထည့်ထားပြီးတော့မှပေါ့နော်နေပြီးတော့ပြင်မနာမျိုးနဲ့ကိုလန်းဈေးကဒေရခံလေးဈေးသူဈေးသားတွေနဲ့တွေ့ဆုံစဉ်၎င်းတို့ဘက်ကတင်ပြချက်တွေအပေါ်နားထောင် အပီးသက်ဆညပါတီရဲ့ပြင်မနာမျိုးနဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဒေါ်တီတီနိုင်က ယခုလိုဂတိပြုပြောကြားလိုက်တာ ဖြစ်ပါတယ်ဒီလိုတွေ့ဆုံစဉ်ဈေးတဲ့တူကလာမယ်ဆိုတာသိတုံးနေရရင်းနေတုံပြီးတော့ဘယ်လိုဖြစ်နေအောင်ဆိုတာတအားနဲ့ဝမ်းတာပြီးဝမ်းဝမ်းတာပြီးဒီဖြစ်နေရတာပေါ့ကျွန်တော်တို့ဈေးတွေကတအားနဲ့မှအခက်ခဲတွေလည်းဖြစ်နေရတယ်ပေါ့ဟိုဈေးတွေကခဏခဏဟိုဈေးတွေကြောက်မယ်ဒီဈေးတွေကြောက်မယ်ဆိုတော့မိသားစုတွေကဘယ်လိုပြောပြောဆိုတော့အဆင်မပြေဘူးဖြစ်နေတယ်ပေါ့ အခုလိုပုံဖက်မျိုးအမတ်လောင်းလေးကိုရာယာမကျမတို့ပေါင်းပြီးတော့မှလာပြီးဆွင်းသွေးပြီးတော့ကျမတို့ကုညီမယ်ဆိုတော့ကျမတို့အရန်နဲ့ဝင်းတာနေပါတယ်ပေါ့နော်အခုလိုကုညီမယ်လို့အတန်ကြားတော့နေရလဲတော်တော်ကြီးကိုပျော်ပါတယ်ပေါ့ဝင်းထဲမှာပျော်တဲ့မျက်ရည်တွေလည်းကြောက်မိပါတယ်ပေါ့အဲ့တော့ကျမတို့ဒီကဲမကစီကန်းရှိသွားအောင်လဲလုပ်ပေးပါမယ်အခက်အခဲတွေရှိနေတဲ့သူတွေကျမတို့ကုညီတာကိုလည်းကျမတို့ကျေးဇူးတင်ပါတယ်အဲ့တော့ဟိုဘယ်လိုပြောမလို့ဆိုတော့အခုလိုဟိုကြီးတဲ့ကဲတဲ့လူတွေအဖွဲတွေကမှကျမတို့ကုညီမယ်လို့ပြောလိုက်တဲ့ရင်ရတော့နေရ ျွန်တော်တို့စိတ်ထဲမှာဝင်းသာပီတိဖြစ်ပြီးတော့မှဒီဈေးလေးကမွှေ့ရတော့ဘူးဆိုတော့အသည့်လေးကိုစိတ်ထဲမှာထည့်ထားပြီးတော့မှပေါ့နော်အခုလိုဝိုင်းဝန်းပူညီပြီးတော့အတပြန်တလဲလဲအကုန်လုံးစီးစီးလုံးလုံးနဲ့အကုန်လုံးအဆင်ပြေအောင်လုပ်သွားပါမယ်လို့ကျွန်တော်တို့ဘက်ကနေဂရီဘေးနဲ့စီကန်ရှိရှိနဲ့ဒီဈေးကိုလည်းရောင်းချသွားပါမယ်ပေါ့အဲ့လိုပုံစံမျိုးလေးပြောချင်ပါတယ်ရှင်အားလုံးကိုကျွန်မပြောချင်တာတော့လေဈေးသူဈေးသားတွေကအခုလိုတင်ပြလာရတဲ့အတွက်ကျွန်မ ဘက်ကလည်းကျမအပိုင်းညီနဲ့ကျမတက်နိုင်တတ်ဘူး။ကုညီဆောင်ရွက်ပေးပါမယ်။ကျမဗာနေရတစ်နေရရခဲ့မယ်ဆိုရင်ဈေးသူဈေးသားတွေရဲ့အခက်အခဲတွေကိုကျမတက်နိုင်ဖို့ဖြေရှင်းပေးပါမယ်။ကျမတို့လည်းဝိုင်းဝန်းကူညီပံ့ပိုးပေးပါကျမတို့ပါတီကတက်ဆက်ညပါတီဖြစ်ပါတယ်စပန်နန်တဆိုင်လေးနဲ့ပါမဲပေးတဲ့ခါကျရင်လည်း စပနံကိုအားပေးပြီးပါလို့ပြောချင်ပါတယ်။ကျမအနေနဲ့ကတော့ဈေးသူဈေးသားတွေတင်ပြတဲ့ဆန္ဒတိုင်းကျမဖြစ်ရအောင်ပုံဆောင်ရွက်ပေးမှာ။ကျမအပိုင်းကကျမတတ်နိုင်တယ်လို့ကျမအဆောင်ကုန်ကျိုးစားပြီးဆောင်ရွက်ပေးပါမယ်။ကျမကတိပေးပါလား။တိုင်းနာစီလို့ညီညွတ်ရေးပါတီရဲ့ပြည်မနာမျိုးနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဒေါ်တီတီနိုင်ဟာပရဟိတလုပ်ငန်းတွေဖြစ်တဲ့ တဘာဝဘေးကြောက်ရာဒေသတွေစီသွားရောက်ကူညီခြင်းမတန်ဆွမ်းကလေးငယ်တွေကိုကူညီဆောက်ရှောက်ခြင်းမျက်စိဝေဒနာရှင်တွေအလင်းရရှိအောင်ဆောင်ရွက်ပေးခြင်းဘာသာပေါင်းစုံချစ်ကြည်အဖွဲ့မှပါဝင်ဆောင်ရွက်ခြင်းတို့ကိုယနေ့အထိတက်ကြွစွာပါဝင်လှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်ကျွန်တော်ဝင်းဦးပါ